ငါတို့ထွေနေတွေပိုလိုအပ်နေတဲ့1990ပြည့်နှစ်တွေရဲ့နောက်ပိုင်းကာလနည်းပညာတွေခေတ်စားနေတဲ့အချိန်မှာကျွန်တော်အနေနဲ့ဝန်တန်း140ရောက်ရှိတဲ့အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာအကြံပေးလုပ်ခဲ့ပါတယ်။ကုမ္ပဏီဘက်ကထိပ်သီး program ရေးဆွဲသူတွေကိုစတော့ဆရာပေးခြင်း၊ရုံးခန်းကောင်းကောင်းနဲ့ထားခြင်း၊လစာကောင်းပေးခြင်း ဆယ်ခံစားခွင့်တွေနဲ့အလောက်ခံထားခြင်းကိုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ program ရေးဆွဲသူအများစုက သူတို့အလောက်ကိုလုပ်ဖို့လိုအပ်တဲ့လေ့ကျင့်တင် जा မှုတွေမရဘူးလို့မကြည်မနက်ပြောနေကြပါတယ်။ဤပညာဆိုတာအလင်းအမြန်ပြောင်းလဲနေတဲ့ဟမ်ဤပညာဆိုတာအလင်းအမြန်ပြောင်းလဲနေပေမဲ့သူတို့ကို training တင်တန်း တက်လို့ရတဲ့အခွင့်အရေးတွေ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ပေးတဲ့အစီအစဉ်တွေမရကြပါဘူးကော်မတီထဲမှာရော သူတို့အတံမွေးဝမ်းကြောင်းမှုဝမ်းကြောင်းမှုမှာပါ အောင်မြင်မှုရရှိနိုင်တဲ့တော့ချက်ကနောက်ဆုံး programming ပညာရပ်တွေကိုတန်းတူ အမီလိုက်လေ့လာနိုင်ဖို့ပဲဖြစ်ပါတယ်ဒိတ်အောင်နေတဲ့ program ဈေးဆွဲသူဆိုရင်ဈေးကွက်ထဲမှာ အတော်မဝင်ဖြစ်ပြီးတော့အသက်မွေးဝမ်းကြောင်းမှုလည်းစက်တန့်သွားနိုင်ပါတယ်။ဒါပေမဲ့ပုံလေကအကျွေးပင်ကင်းနေနိုင်ဖို့ရုံးကန်နေရပြီဆိုတော့ပရိုဂရမ်မာတိုင်းကိုတရားရာဂိုင်းလုံးအချိန်ပြည့်အလုံးလုံးနေဖို့လိုအပ်နေပါတယ်။အောရှိုသူတွေအနေနဲ့နောက်ဆုံးသူတို့တတ်နိုင်တာကဝန်တန်းတွေကိုလေ့ကျင့်သင်ကြားရေးအစီအစဉ်တွေစီ ပို့ပေးဖို့ပါပဲသို့တော်လေ့ကျင့်သင်ကြားမှုမရှိတဲ့အပေါ်ဝန်ထမ်းတွေကတဖြည်းဖြည်းတိုးတိုးပြီးတော့မပြောမရှင်းဖြစ်နေကြတုံးပါပဲအလောက်ရှင်တွေရဲ့ပြဿနာအဖွဲ့အစည်းတွေအတွက် program စရိတ်တော်တော်များများကိုဝန်ထမ်းတွေအတွက်အသုံးချရပါတယ်အတုံးအလှအဖြစ်သူတို့ကိုဝယ်ယူသုံးစွဲသူတွေအတွက် ပြောင်မြောက်တဲ့ပုံပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေပံ့ပိုးပေးနိုင်ဖို့မျှော်လင့်ပါတယ်။သို့တော်ဝန်ထမ်းတစ်ဝက်လောက်ကသူတို့အလုပ်ကို ကောင်းကောင်းလုပ်ဖို့လိုအပ်တဲ့လေ့ကျင့်သင်ကြားမှုတွေမရကြဘူးလို့ဆိုပါတယ်။အထက်အကြောင်းရင်းတွေကအဖွဲ့အစည်းတတော်များများကထိုင်နေကိုစီးပွားရေးဇင်းနှီးမြုပ်နှံမှုအနေနဲ့မဟုတ်ပဲရည်ရွယ်ချက်မရှိ တန်ဖိုးမရှိတဲ့အကျိုးခံစား권တစ်ခုလို့မြင်ကြပါတယ်စီနီယာအုပ်ချုပ်သူတွေက training program တွေကို ထိရောက်မှုရှိတယ်လို့မယုံကြည်ကြပါဘူးလက်ကျင့်တင်ကြားရေးမှာရင်းနှီးမြှုပ်နှံမှုအားဖြင့်သိလွယ်မြင်လွယ်တဲ့ရလဒ်တွေကိုရရှိခြင်းနဲ့ဆိုရင် training ကျွမ်းကျင်ပညာရှင်တွေကစီနီယာအုပ်ချုပ်သူတွေနားဝင်အောင်ဖြောင်းပြနိုင်ခြင်းမရှိဘူး အောက်ပါအဆက်တွေကအလုံးစင်တွေအနေနဲ့ဝန်ထမ်းတွေကိုဘာလို့အရေးရှင်းအစ်စ်တွေဆက်လက်တင်ယူဖြစ်တင်းနေဖို့လိုအပ်လိုအပ်တယ်လဲဆိုတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။နံပါတ်၁အရေးအနီတိုးတက်ခြင်းအဖွဲ့အစည်းတွေကဒေါ်လာတန်းစီအသုံးပြုပြီးသူတို့ရဲ့စက်ယုံနဲ့စက်ပစ္စည်းတွေကိုအဆင့်မြင့်တင်ကြပါတယ်။ဒါပေမဲ့အရေးကြီးဆုံး ိုင်ဆိုင်မှုဖြစ်တဲ့လူသားအရင်းမြစ်ကိုတော့နည်းနည်းလေးမှအဆင့်မမြင်ကြဘူးဒါအပြင်တကယ်လို့ဝန်ထမ်းတွေကအဆက်မပြတ်ထွေနေမရကြဘူးဆိုရင်စွမ်းဆောင်ရည်အပြည့်အဝအသုံးပြုနိုင်ဖို့အတွက်နောက်ဆုံးပေါ်အရာတွေကို အသုံးချနိုင်မှာမဟုတ်ပါဘူးနံပါတ်1စိတ်ပိုင်းဆိုင်ရာတိုးတက်ခြင်းလောက် လုပ်ငန်းအရေးအရှင်းတွေကိုစဉ်ဆက်ပြပြအဆင့်မြင့်တင်နေတဲ့ဝန်ထမ်းတွေကသူတို့ရဲ့ကုံထုတ်စွမ်းအားကိုလည်းအမြဲတိုးတက်နေအောင်လုပ်နေရမှာဖြစ်ပါတယ်ပျော်ရွှင်တဲ့ဝန်ထမ်းတွေက ထုတ်ပုံစွမ်းအားပိုကောင်းနိုင်ပြီးတော့ကုံထုတ်စွမ်းအားကောင်းတဲ့ဝန်ထမ်းတွေကိုလည်းပိုပျော်ရွှင်နိုင်ပါတယ်နံပါတ်3ပြုတ်ပြင်းကြောင်းလဲနိုင်စွမ်းလုံသားအင်အားတွေကပုံပြီး အစီအရှင်ကျေဝတ်လာလေလေအဖွဲအစည်းတစ်ခုလုံးကသူ့ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေအပေါ်တောင်းဆိုမှုနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲနိုင်မှာပါစိတ်ပညာရှုထောင့်စိတ်ပညာဆိုင်ရာ လက်တွေ့ပိုင်းဆိုင်ရာ အကြောင်းရင်းအမျိုးမျိုးကြောင့်ဝန်တန်းတွေကအဆက်မပြတ်လေးလာတင်ယူဖွံ့ဖြိုးတိုးတက်ခြင်းကြပါတဲ့မိမိ ဝန်ထမ်းအကုန်လုံးကမိမိကိုမိမိနားလည်သဘောပေါက်နိုင်ဖို့စိတ်အားထက်တန်ကြပါတယ်ဆိုလိုတာကသူတို့ဖြစ်စင်တာဖြစ်လာအောင်လုံနိုင်တဲ့အခြေအနေတွေဒီလိုဖြစ်လာဖို့ဆိုရင်သူတို့အနေနဲ့အရေးရှင်းရှိတဲ့ဘ ഹു တုဒ္ဒတွေကိုစင်စစ်မပြတ်လေးလာဖွင့်ပြုံးနေဖို့လိုပါတယ်1958ခုနှစ်မှာဖစ်ချက်နဲ့သူ love for campaign တွေ လောဖော်ကန်ဘက်တွေတနအူးတီထွင်လိုက်တဲ့သူဖတာသီယိုရီအော့ဂျော့မော်တီဗေးရှင်းအရာအလုံးနဲ့ဆိုရင်အဆက်အလက်တွေကလုပ်ငန်းခွင်စိတ်ကျဉ်းမှုတို့မဟုတ်စိတ်ကျဉ်းမှုဖြစ်စေလားဆိုတဲ့အချက်ပေါ်မူတည်ပြီးအခန်းကဏ္ဍနှစ်ခုပန်းစားတက်မှတ်လို့ရပါတယ်သူသီယိုရီအရာဝန်ထမ်းတွေဟာစိန်ခေါ်မှုတွေနဲ့ကြုံတွေ့ရတယ် သို့မဟုတ်ဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အရေးတွေရတယ်ဆိုရင်အလောက်အပေါ်ပုံပြီးတော့စိတ်ကျဉ်နေကြတယ်လို့ဆိုပါတယ်စနစ်ပိုင်းဆိုင်ရာသီအိုရီအရဝန်တန်းအလုံးအလက်အများပြောင်းလဲတိုးတက်နေတဲ့စနစ်ကြီးထဲမှာသူတို့ရဲ့တမွေးဝမ်းကြောင်းကိစ္စကိုကြိုတင်စီစဉ်ထားရမယ်လို့အကြံပေးပါတယ်အနာဂတ်မှာဆိုရင်ဒါဝင်း ဒါဝင်းရဲ့အတော်ဆုံးသူအသက်ရှင်တမှုနေရမဟာလဲဒီမှာအလုံးဖြစ်ပါတယ်အလျံမြန်ပြောင်းလဲပြီးမတည်ငြိမ်တဲ့စီးပွားရေးလောကမှာရှင်တန်နေထိုင်ဖို့အတွက်ဝန်တန်းတွေဟာဗဟုသုတအရေးအချင်းနဲ့စွမ်းဆောင်ရည်ကိုယ်ကိုအစဉ်အလာအစဉ်မြင့်အစဉ်မြင့်တင်နေရပါမယ်ဒါကြောင့်မလို့သူတို့အနေနဲ့ စင်စမ်းမပြတ်တိုးတက်နေဖို့စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။ဘယ်လိုဖြေချင်းကြမလဲ။နံပါတ်၁လက်ကျင့်တယူမှုနဲ့အရေးပါမှုကိုပြောဆိုဆက်သွယ်ပါ။အိုးဆိုသူတွေအနေနဲ့အဖွဲ့အစည်းဆိုတာလေလာတင်ယူရေးစင်တာတစ်ခုလို့ဝန်ထမ်းတွေကိုပြောပြထားတဲ့ပါတယ်။ဝန်ထမ်းတွေကိုသူတို့အရှင်းရှင်းစင်စမ်းမပြတ်အစစ်မြင့်တင်နိုင်ဖို့အရေးအရင်အမြင့်နဲ့ အာဘိတိုက်တွန်းမှုတွေပံ့ပိုးခြင်းအပြင်သူတို့ကိုဆွဲဆောင်ပြီးတော့လုပ်ငန်းခွင်မှာစိတ်နှစ်ထားစေနိုင်ပါတယ်နံပါတ်2ပတ်စံတွေထုတ်ပြပါဝန်တန်းတယောက်ရှင်းစီတိုင်းအတွက်သတ်မှတ်ထားတဲ့ငွေပမာဏဥပမာ250ဒေါ်လာကိုဝန်တန်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖြစ်သတ်မှတ်ပေးပါဒီငွေကို ကျွမ်းကျင်မှုဆိုင်ရာအစီအဝေးစာအုပ်တို့မဟုတ် ဗီဒီယိုတွေစတာတွေအတွက်အသုံးချပါ ထို့အပြင်ဝန်ထမ်းတွေကိုသူတို့အလုံးနဲ့တက်ဆိုင်တဲ့ဘာသာရပ်တွေကိုတင်တန်းကြောင်းမှာတက်ရောက်သင်ယူနိုင်ဖို့ဘယ်တော့ထောက်ပံ့ကြေညာပေးပါတက်ရောက်နိုင်ဖို့တင်တန်းထောက်ပံ့ကြေညာပေးပါနံပါတ်3 ဝယ်ယူသုံးဆွဲသူစီတွားရောက်လေးလာနိုင်တဲ့အခွင့်အရေးတွေပံ့ပိုးပေးပါဝယ်ယူသုံးဆွဲသူတွေနဲ့မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းခြင်းအဖြစ်သူတို့လိုအပ်နေလိုအပ်ချက်တွေကိုပုံမှန်နားလည်လာစေနိုင်ပါတယ်နံပါတ်၄အလုတ်တာဝန်အလှဲ့ကျကြောင်းလုံနိုင်တဲ့အစီအစဉ်မဲဆက်ပါဝန်တန်းတွေ အလုတ်တစ်ခုနဲ့တစ်ခုပြောင်းလုံနိုင်တဲ့စနစ်တစ်ခုကိုဖန်တီးပါဒီလိုလှုပ်ရှင်းအပြည့်အဖွဲ့အစည်းအတွင်းမတူညီတဲ့အလုတ်တွေရဲ့ဆက်သွယ်မှုကိုပုံမနားလည်စေပြီးသူတို့ရဲ့အရေးအရှင်းတွေကိုလည်းအဆင့်မြင့်တင်လို့ရပါတယ်နံပါတ်5နောက်ရောင်ခံလိုက်တဲ့အစီအစဉ်ကိုမိတ်ဆက်ပါဝန်ထမ်းတွေအတွက်အခြားအလုတ်သမားတွေကိုနင်းနီကပ်ကပ်လေ့လာကြည့်ရှုဖို့ အခွင့်အရေးတွေပေးတဲ့အစီအစဉ်ဖန်တီးပေးထားတယ်ဆိုရင်အဖွဲ့အစည်းတစ်ခုလုံးကအခြားအလုပ်တွေကိုလည်းစာနာနားလည်သွားစေနိုင်ပါတယ်။နံပါတ်6အရေးအမြင့်စင်တာတစ်ခုကိုပံ့ပိုးပေးပါစင်တာတစ်ခုတည်ထောင်ပြီးအလုပ်နဲ့ပတ်သက်တဲ့စာအုပ်တွေနည်းပညာဆိုင်ရာလမ်းညွှန်စာအုပ်တွေစက်မှုလုပ်ငန်းစာနယ်ဇင်းတွေနဲ့လေ့ကျင့်သင်ကြားရေး ဗီဒီယိုတွေကိုဖြစ်တင်ပေးထားပါဝန်တန်းတွေကုမ္ပဏီအလုပ်အစီအစဉ်အတွင်းစန်တာပေါ်တွားနိုင်တွားနိုင်အောင်ပြုပြပေးပါနံပါတ်9လေ့ကျင့်သင်ကြားရေးလိုအပ်ချက်ကိုစနစ်တကျအကဲဖြတ်ပါ အောင်မြင်ဖို့လိုအပ်တဲ့လုပ်ငန်းအရေးအရှင်းတွေစွတာနည်းပညာနဲ့ဝယ်ယူသုံးစွဲသူတွေရဲ့လိုအပ်ချက်တွေပြောင်းလဲမှုတွေကြောင့်စင်စက်မပြတ် အစစ်မြစ်တိုးတက်နေပါတယ်တည်တည်ချာချာစစ်ဆေးထားတဲ့လက်ကျင့်တင်ကြားရေးလိုအပ်မှု အကဲကျက်ချက်တွေကဝန်တန်းတွေရဲ့အရေးရှင်းပွားဟာချက်တွေကိုမိမောင်းထိုးပြပါလိမ့်မယ်ပြီးတော့အဖွဲ့အစည်းအဖွဲ့အစည်းတွေကဝန်တန်းတွေဘယ်လိုလက်ကျင့်တင်ကြားမှုတွေအမှန်တကယ်လိုအပ်နေလဲဆိုတာအာရုံစိုက်နိုင်မှာဖြစ်ပါတယ်နံပါတ်၈ လေးချင်းတင်ကြားရေးအစီအစဉ်တွေကိုအကဲဖြတ်သုံးသပ်ပါကံမကောင်းစွာနဲ့ပဲလေးချင်းတင်ကြားရေးအစီအစဉ်တွေရဲ့ရာဂိုင်နှုန်းအနှဲငယ်လောက်ကသာစနစ်တကျအကဲဖြတ်ခံရပါတယ်ဒီလိုလော့ဖို့အောက်ပါအချက်တွေလိုအပ်ပါတယ်လေးချင်းတင်ကြားရေးအစီအစဉ်ရဲ့ရည်ရွယ်ချက်ကိုတတ်မှတ်ခြင်းလေးချင်းတင်ကြားမှုမတိုင်ခင်အခြေခံတိုင်းတာချက်များ ဆောင်ရွက်ခြင်းလက်ကျင့်တင်ကြားမှု မလုတ်ခင်နဲ့လုတ်ပြီးရလက်များအားနှိုင်းရှင်ကြည့်ခြင်းဥမာအားဖြင့်တကယ်လို့တင့်ရည်ရွယ်ချက်ကဝန်တန်းတွေရဲ့ဖုံးဆက်ကြောဆူဆွမ်းရည်ကိုတိုးတက်စေပြီးဝယ်ယူသုံးစွဲသူတွေရဲ့စိတ်ကျေနပ်မှုများပြားလာစေခြင်းနဲ့ဆိုရင်လေ့ကျင့်မှု မလုတ်ခင်လုတ်ပြီးဝယ်ယူသုံးစွဲသူတွေရဲ့စိတ်ကျေနပ် ိတ်တင်နှမှုတွေကိုနှဲကျင်တိမတာအာယုံအားစိတ်ထုံမှု အောင်မြင်မှုရှိမရှိချင်းချင်းလင်းလင်းသိနိုင်မှာဖြစ်ပါတယ်ဒီလို မလေးလာဘူးဆိုရင်စိနေရအုပ်ချုပ်သူတွေက သူတို့ပတ်စံကိုလက်ကျင့်တင်ကြားမှုအတွက်ပဲကျုံတင်းနေတယ်လို့မကြာခဏထင်မြင်သွားလိမ့်မယ်အကဲဖြတ်လေးလာလိုက်တယ်ဆိုရင်တော့တတ်တဲ့တစ်ခု မဟုတ်တခုပေးနိုင်မှာဖြစ်ပါတယ်လေ့ကျင့်သင်ကြားမှု အစီအစဉ်တွေကိုအကဲဖြတ်ဖို့အရေးကြီးကြောင်းဗန္ဒာရေးဝန်ဆောင်မှုကုမ္ပဏီမှာ အကြံပေးလုပ်တုံးကကျွန်တော်သိလိုက်ရပါတယ်ဒီကုမ္ပဏီကအခြားကုမ္ပဏီဝန်ထမ်းတွေအတွက်သူတို့ကုမ္ပဏီကစီစဉ်ပေးတဲ့ပင်စင်စုဆောင်ဝင်ကိုဘယ်လိုစုဆောင်မလဲဆိုပြီးဗန္ဒာရေးကျွမ်းကျင်ပညာရှင်တွေက သင်ပေးရတဲ့အစီအဝေးဟောပြောပွဲနဲ့တည်ရအချက်လက်စုဆောင်ရေးမှာဒေါ်လာတန်းစီပြီးအသုံးပြုတဲ့ကုမ္ပဏီဖြစ်ပါတယ်ဒီတင်ကြားရေးရဲ့အဓိကရည်ရွယ်ချက်ကပင်စင်စုပင်စင်စုဆောင်ရေးအစီအစဉ်မှာစည်ရင်ပေးသွင်းတဲ့ဝန်ထမ်းတွေကိုစစ်တပ်တောင်းတတာဖြစ်အောင်အခုညီပေးနိုင်တဲ့တည်ရအချက်လက်တွေပေးဖို့ဖြစ်ပါတယ်ဝန်ထမ်းတွေကတကယ်ရော ပဲသင်ယူနားလည်ပြီးတော့ပင်စင်စုဆောင်ရေးအစီအစဉ်တွေမှာဆက်ရဲပေးလာနိုင်မဲ့အလားအလာတိုးလာရဲ့လားဆိုတာကုမ္ပဏီအနေနဲ့တိဖို့လိုအပ်ခဲ့ပါတယ်ဒီဟောပြောပွဲတွေမလုတ်ခင်နဲ့လုတ်ပြီးနောက်သူတို့ရဲ့ဗန္ဒာရေးဆိုင်ရာ အတွေ့အမြင်တွေနဲ့ပတ်သက်ပြီးဝန်ထမ်းတွေကမဲခွန်းတွေဖြည့်ဆို့ခန်းခြင်းအဖြစ်ကုမ္ပဏီအနေနဲ့ဟောပြောပွဲရဲ့ အတော်ဝင်မှုကိုတိုးတက်အောင်လုပ်နိုင်ခဲ့ပါတယ်။နံပါတ်5ကြဆင်းနေတဲ့အချိန်တွေမှာလေ့ကျင့်သင်ကြားမှုမှာရင်းနှီးမြှုပ်နှံပါ မန်နေဂျာတွေက လေ့ကျင့်သင်ကြားမှုကိုကုန်ကြစရိတ်တစ်ခုလိုမြင်နေမယ်အစားအရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလိုကြောင်းမြင်နိုင်အောင် သူတို့ရဲ့စိတ်ပုံကြောင်းလဲတင်ပါတယ်စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့စီးပွားရေးကာလမှာဆိုရင်လေ့ကျင့်သင်ကြားရေးစနစ်ကိုအရင်ဆုံးဆော့ချဆော့ချကြပါတယ်ဒါပေမဲ့ဒီလိုစီးပွားရေးပါနေတဲ့အချိန်မှာဆိုရင်ပိုပြီးတော့လေ့ကျင့်သင်ကြားမှုမှာအာရုံစိုက်သင့်ပါတယ်အရာအဝယ်ပါနေတဲ့အချိန်မှာဝန်တန်းတွေက အလောက်ကနေအချိန်တွေဖဲ့ပြီးတော့ training တွေ တက်ဖို့အခွင့်အရေးတွေတိုးလာနိုင်ပါတယ်။နံပါတ်30ဝန်တန်းတွေသူတို့ရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီးရိုးသားဖို့ကိုတိုက်တွန်းပေးပါ။ဝန်တန်းတွေအနေနဲ့သူတို့ထွေနေတကယ်လိုအပ်နေတယ်ဆိုတာတိတာတောင်မလိုအပ်ဘူးလို့ခြေလေးရှိပါတယ်။သူတို့ဘက်ကစစ်ချက်သူတွေကိုငါထွေနေလိုအပ်နေတယ် ဒီမှာဘာဖြစ်လို့လဲဆိုတဲ့အကြောင်းရင်းတွေလို့အကြောင်းရင်းတွေလို့ဝတရားရှိရှိနဲ့ပြောနိုင်ရပါမယ်နံပါတ်7စာသင်ခန်းထဲမှာသင်ကြားတဲ့ပုံစံမဟုတ်ပဲနေလန်းကိုအသုံးပြုပါ အလုတ်အရေးရှင်းတွေကို သင်ပြပေးဖို့ဆိုရင်ခြေရိုးထုံးစံအတိုင်းစာသင်ခန်းထဲမှာသင်ကြားဖို့ချတာကအကောင်းဆုံးနေလန်းမဟုတ်ပါဘူး ကွန်ပျူတာအထောက်အကူပြုသင်ကြားတာအွန်လိုင်းကနေသင်ပေးတာအတန်းသို့မဟုတ်ဗီဒီယိုနဲ့သင်ကြားမှုတွေကသင်ကစာသင်ခန်းထဲမှာထက်စာရန်ဝန်တန်းတွေအတွက် သူတို့လက်ရှိမှာအလုတ်လုတ်ရင်းနဲ့ပိုအကျိုးချစ်ချစ်သင်ယူနိုင်တဲ့နီလန်းအစုပဲဖြစ်ပါတယ်နံပါတ်7စစ်ကြသူတွေက လေ့ကျင့်သင်ကြားရေးကိုထောက်ပံ့ အားပေးအောင်လုပ်ပါမကြာခဏဆိုသလိုဝန်တန်းတွေထွေနှင်းကနေသင်ခဲ့ရတဲ့အရေးချင်းအသစ်တွေကိုအသုံးချတဲ့အခါကြည်ကျက်သူတွေက အားမပေးတဲ့အပြင်အဆုခံရပါသေးတယ်ဒီလိုအရှိအနေဆိုရင်ဝန်တန်းတွေရဲ့အရေးချင်းတွေကို မတွေ့ရတော့ဘူးမတွေ့ရတော့တာ မထူးဆန်းပါဘူး ဝန်တန်းတွေကြောင်းလဲဖွင့်ပြနိုင်တယ်ဆိုတာကိုကြည်ကျက်သူတွေနားလဲလက်ခံဖို့လိုအပ်ပါတယ်နေကုန်ဝန်တန်းတွေကသူတို့အလုပ်ကိုကောင်းကောင်းလှုပ်ဆောင်ခြင်းပြီးဝန်တန်းဈေးကွက်မှာအတုံးတက်တဲ့အရည်အရှင်းတွေရှိနေခြင်းပါတယ်ဒါကြောင့်မလို့သူတို့လိုချင်တဲ့လေ့ကျင့်သင်ကြားမှုတွေကို မပန့်မပန့်ဖို့ပေးဘူးဆိုရင်အိုးချိုးသူတွေကို မုံတီးသွားကြပါလိမ့်မယ်အလုတ်ရှင်တွေကလေ့ကျင့်တင် जा မှုကိုပုံကြစရိတ်အနေနဲ့မဟုတ်ဘဲယင်းဒီမြုပ်နှံမှုအနေနဲ့မြင်သင့်ပါတယ်